ရှောက်ထောင်းမှုကိုဧပြီလတရက်တွင်ပြန်လည်လက်ခံသွားမည်ဆိုတဲ့သတင်းကျမောင်းဝင်မလုံလောက်မှုကြောင့်လူရည်တတန်းအတွက်စားနေရှိခါအထောက်ပံ့များရက်ဆိုင်ပြီဆိုတဲ့သတင်းနပတာအတွင်း73စီစီထုံများတလီတာ150ကျပ်ဝင်းကျင်အထိကြာဆင်းဆိုတဲ့သတင်း နိုင်ငံတကာသတင်းတပုတ်အနေနဲ့လူစပင်းထအစသိချီပေါင်းလွာသောကမ္ဘာပထမဆုံးအတန်းလွာသတ္တူများအားတရုတ်သူတေသည်များ အောင်မြင်စွာထုတ်လုပ်ဆိုရတဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ်တင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့အွန်လိုင်းမှာတဆင့်ဂျပန်ဗီဇာလျှောက်ထားမှုကိုဧပြီလ3ရက်အတွင်းပြန်လည်လက်ခံသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်နိုင်ငံသို့သွားရောက်ဖို့အတွက်ဗီဇာလျှောက်ထားရမှာအွန်လိုင်းမှာသဆင့်လျှောက်ထားမှုကိုဧပြီလ3ရက်မှာပြန်လည်လက်ခံသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတန်ယုံကထုတ်ပြန်လိုက်ပါတယ်။ ဂျပန်အတန်းယုံကိုလာရောက်ပြီးဗီဇာလျှောက်ထားသူအရှေ့အတွက်များပြားလျက်ရှိတာကြောင့်လျှောက်ထားမှုတွေကိုဘိုးမိုးအစဉ်ပြေချုံးမွေစွာလက်ခံဆောင်ရွက်နိုင်ဖို့အတွက်ဧပြီလ3ရက်ကစတင်ပြီးအွန်လိုင်းဘိုကင်းစနစ်အသစ်ကိုအသုံးပြုသွားမှာဖြစ်ပါထင်ဒီလိုအွန်လိုင်းဘိုကင်းစနစ်အသစ်ကိုအသုံးပြုရမှာတဝန်းချင်းစီအလိုက်ရှောက်ထားသူတွေရဲ့အတွက်သားဖြစ်ပြီးဂျပန်တန်ယုံမှာဗီဇာရှောက်ထားလိုပါကအွန်လိုင်းဘိုကင်းကိုကြိုတင်ရယူပြီးမှသာလာရောက်ရှောက်ထားနိုင်မယ်လို့ ဆိုပါအထိခရီးသွားကုမ္ပဏီတွေအလုံတမအေဂျင်စီတွေနဲ့ဂျပန်စာသင်တန်းချောင်းတွေစားတဲ့အဖွဲ့လိုက်လျှောက်ထားခြင်းတွေနဲ့ပတ်သက်ပြီးဂျပန်အတန်ရုံမှကိုယ်စားလှယ်လျှောက်ထားခွင့်ရဖွဲ့စည်းအဖြစ်မှတ်ပုံတင်ထားပြီးတဲ့ကုမ္ပဏီတို့မှဟုတ်အဖွဲ့စည်းတွေဗီဇာလျှောက်ထားနိုင်ဖို့အီးမေးကတဆင်ကိုပိုင်ရသုံးပြုနိုင်တဲ့ URN ကိုပေးပို့ပေးမှဖြစ်သားကြောင့်အဆိုပါ URN မှတဆင်ကြိုတင်ဖို့ခင်ရယူနိုင်မယ်လို့သိရပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့ရန်ပုံငွေမလုံလောက်မှုကြောင့်လူရည်တသန်းအတွက်စားနေရိတ်ခါထောက်ပံ့များရက်ဆိုင်ပြည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂကမ္ဘာစားနေရိတ်ခါ CS ဝပီအန်နေနဲ့ရန်မုံငွေလိုအပ်ချက်လွန်ကြီးမှမှုကြောင့်ဧပြီလမှစတင်ကောင်းမြန်မာနိုင်ငံရှိလူဦးရေတသန်းကျော်အတွက်အသက်ကယ်ဆယ်ရေးစားနေရိတ်ခါကုဝန်ကြီးတွေရက်ဆိုင်ရထောက်မှဖြစ်တယ်လို့ဂျမန်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံအထွန်းထွန်းပြိပခါများနေရဲစွန်ခွာ ရွှေပြောင်းမှုများနဲ့တွားလျှောက်ကူညီခွင့်ကန့်တတ်ချက်များတိုးမြင့်လာထားကြောင်းစားနေရိတ်ခါအကူအညီလိုအပ်ချက်တွေပုံမှုများပြားလာနေတဲ့အချိန်မှမှယခုကဲသို့အထောက်ပံ့ရဆိုင်မှုဖြစ်လာရတာလို့ဆိုပါတယ် အခုဖြစ်လာမဲ့အကူအညီရဆိုင်မှုတွေဟာအသက်ရှင်တန်ရေးအတွက် WFP အကူအညီတစ်ခုထဲကိုသာအားထားနေကြရတဲ့နိုင်ငံတဝန်းကထိခိုက်လွဲရက်ရွာလူထုတွေအတွက်ပြင်းပြင်းထန်ထန်ဆိုးဆိုးရွာရွာရိုက်ခတ်နိုင်မှာထဲလို့ WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုစလဲမိုက်ကန်သန်းဖော်ကပြောပါတယ် ရန်ပုံငွေအစ်စ်မရရှိပါက WFP အနေနဲ့ထိခိုက်လွဲမှုအမြင့်မှာဆုံးဖြတ်ကြတဲ့အသက်9နှစ်အောက်ကလေးတွေ၊ကိုယ်ဝန်ဆောင်မိခင်တွေ၊နှုတ်တိုင်မိခင်တွေနဲ့မတန်ဆွမ်းသူတွေပါဝင်တဲ့လူဦးရေ၃,၅၀၀ခန့်ကိုသာအကူအညီထောက်ပံ့ပေးသွားနိုင်တော်မယ်လို့သိရပါတယ်။ ယခုနှစ်မှာမြမပြည်သူပြည်သားတွေရဲ့အသက်ကဲဆဲရိရှိခါအထောက်ပံ့တွေဆက်လက်ပေးအပ်သွားနိုင်ဖို့ WFP က American Dollar တန်း60ကိုအရေးတကြီးလိုအပ်လျက်ရှိပြီးလာမယ့်အထောက်ပံ့ရဆိုင်မှုဟာစားနေရိခါရရှိဖို့ WFP ရဲ့အထောက်ပံ့ကိုသာအားထားနေရတဲ့ရခိုင်ပြည်နယ်အလဲပိုင်းရှိနေရဲဆုံးခွာသူဦးရေသသိန်းကိုပါထိခိုက်မှဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးနှစ်ပတ်တာအတွင်း73စီစိန်နှုံများတလီတာ150ကျပ်ဝင်းကျင်အထိကြာစင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 73စီရင်ညုံစေးနှုံးတွေကတော့ရန်ကုန်စေးကွက်ထဲမှာမျိုးအစားအလုံးစေးဆက်လက်ကြာဆင်းနေပြီးနှစ်ပတ်သာအတွင်းတလီတာကို150ကျပ်ဝန်းကျင်အထိကြာဆင်းလာထဲလို့73စီတင်သွေးတူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကတည်ရပါတယ်ပြီးခဲ့တဲ့အပတ်က92နဲ့95တက်စီစေးနှုံးတလီတာကို95ကျပ်အထိကြာဆင်းခဲ့တယ်လို့အခုတစ်ပတ်မှလည်း90ကနေ95ကျပ်အထိဆက်လက်ကြာဆင်းလာပါတယ် င်းဆက်စင်းနှုံကထော်သုံးဖက်ဆက်တိုက်ချဆင်းနေတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်ပတ်ကတလီတာကို95ချက်ကနေ95ချက်အတွင်းချဆင်းခဲ့တယ်လို့အခုတစ်ပတ်မှလည်းတလီတာကို35ချက်ကနေ45ချက်အထိထပ်မံချဆင်းခဲ့ပါသည်ကဘာရှင်းနဲ့စိမ့်စိမ့်နှုံထွေကားတော့ဒီကနေ့မှတစီကို69ထရမ18ဒေါ်လာအထိရှိနေပြီးတပတ်တာအတွင်းဒေါ်လာဝင်းကျင်အထိဈေးပြန်လဲမြင့်တက်လာသေးလို့သိရပါသေး။ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းအနေနဲ့ဒီကနေ့မှာ American Dollar ကို4400ကျပ်အထိရှိနေပြီးနှစ်ပတ်သာအတွင်း Dollar ကို90ကျပ်အထိဆက်လက်ကျဆင်းနေပါသေး။ 73စီရက်ထိကတင်သွင်းနေတဲ့စင်ကာပူနိုင်ငံရဲ့ဈေးနှုန်းထွေကားထော92တဘာရယ်ကို98ဒရမ6နှစ်ဒေါ်လာ95တဘာရယ်ကို80ဒရမ35ဒေါ်လာတန်ပီပီယံတဘာရယ်ကို84ဒရမ63ဒေါ်လာအထိဈေးနှုန်းအသီးသီးရှိနေပြီးဈေးနှုန်းတွေအနေငယ်ကျဆင်းနေပါထင် မြန်မာနိုင်ငံသောဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်တွေကိုဒေါ်လာထွေစက်တိုက်ရောင်းချပေးနေတယ်လို့အခုရပ်ပိုင်းရန်တွင်73စီအထိကတင်သွင်းနေတဲ့စင်ကာပူဈေးနှုန်းထွေလည်းကျဆင်းနေတာကြောင့်ပြည်တွင်းဈေးထွေပါလိုက်ပါကျဆင်းလာတယ်လို့73စီဈေးကွက်ကျွမ်းကျင်သူကဆိုပါတယ် 73စီဈေးကွာထဲမှာတော့ဆက်ရောက်အလုံးရှင်တွေရဲ့သူကလျက်စစ်လိုအပ်ချက်ရှိနေသေးတာအခုတပတ်အတွင်းတပေါင်းပွဲတော့ပရက်ရှိကာလာဖြစ်တာကြောင့်ခရီးသွားလာသူများပြားနေပြီးအယောင်ဝယ်ဆက်လက်ကောင်းနေတယ်လို့လမ်းပဲလာအတွင်းမှာလဲတကြံပွဲတော့ကာလာ6ဆက်လက်ကောင်းနိုင်တယ်လို့ဆိုပါတယ် ပြည်တွင်း73စီတွေရဲ့အခုတပတ်ရည်ညုံစေးတွေကားထော92တလီတာကို3080ချက်95တလီတာကို3135ချက်ဒီဇယ်စီတလီတာကို2655ချက်ပရီမီယံဒီဇယ်စီတလီတာကို3285ချက်အထိဈေးနှုန်းအသီးသီးရှိနေတဲ့တို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ လူစပင်းထက်အစသိမ့်ချီပါလွာသောကပောင်းပထမဆုံးအတန်လွာတတူပြအားတရုတ်သူတေသည်များအောင်မြင်စွာထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်သူတေသည်များကကပောင်းပထမဆုံးအတန်အလွာတတူပြချီကိုအောင်မြင်စွာ ထုတ်လုပ်ပြီးဒရဝိတ္ထုသိပ္ပံပညာမှထင်ရှားတဲ့အောင်မြင်မှုကြီးရရှိခဲ့ပါတဲ့။ အဆိုပါတတ်သူပြားရဲ့အထုက လူစပင်းတချောင်းဝတ္ထုရဲ့အပုံနှစ်သိန်းမှာသဘုံသားရှိပါအထင် Chinese Academy of Science ရဲ့ယူပဗေဒအဖွဲ့ကဒူဒီနှစ်ဖက်မြင်တတ်သူလိလာချက်မှာအထူးကအောင်မြင်မှုကြီးအကြောင်းနေချာချာနဲ့မှဖော်ပြခဲ့ကြပါအထင်နေစေမြင့်တွေနေရာထဲဝိထုအများစုကအလျားအနံ့အမြင့်ဆိုပြီးသုံးဖက်မြင်များဖြစ်ကယခုလိလာချက်ကအတန်အနေထားအထိရှော့ချလိုက်ပြီးနှစ်ဖက်မြင်ဖြစ်လာပါအထိတ် ဥပမာအားဖြင့်ဆရွက်တရွက်ဆိုရင်ဒါမန်မျက်စိဖြင့်အလွန်ပါလွားသဖြင့်သူသည်ပစ္စည်းလိုတတ်မှတ်နိုင်ပေမဲ့ချက်ထွေကြည့်ရင်တော့အထူးရှိနေပါအထင်တကယ်သူသည်ပစ္စည်းတွေကားတော့အတန်အထူးများသာရှိကဆရွက်အထူးရဲ့အပုံးတန်းမှာတပုံခန့်သာရှိပါအထင် ဒုတိယတထုပစ္စည်းဖန်တီဘောအတွက်ဘစ်မတ်ကို180ဒီဂရီဆယ်စီယပ်မှာအရေးဖြောကဗန်ဒါဝေါ့စ်ဖိတိတ်ခြင်းဤပညာအသုံးပြုခြင်းဖြင့်နိုင်များစွာကြားတဲ့အခါအတန်အလွာတတ်သူရရှိစေပါသည် မိုက်ခရိုစကုပ်ကိုအစတထောင်ချဲ့ကြည့်တဲ့အခါဘစ်မတ်ကိုမိုလီတီနန်သားစာဖိုက်တလွာကဖောက်အုပ်ထားထားတွေ့ရထဲလို့ယူဘာဖေဒါအဖွဲ့အစည်းမှသူတေသည်ဒူးလောင်ချုံကပြောပါထဲဒီအဖွဲ့ကသူတီတတ်သူအမျိုးအစားငါးမျိုးအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကအလွန်နီးပညာမြင့်ခမ်းတာအထွေမှအသုံးချရှိရတော့ဥဆောင်လမ်းပြဖြစ်လာနိုင်ပါထဲသူတီတတ်သူပြားထွေကိုအနာဂတ်မှာအသုံးချလာနိုင်မယ့်အခွင့်အရေးရှိပြီးဥပမာအဖြစ်ပုံစံ န်ငယ်ကရိယာများကွမ်တမ်အချက်လက်ဖြစ်စဉ်များနဲ့တူလောင်မှုများအယုံခံကရိယာများမှာအသုံးချလာနိုင်တယ်လို့သူတေသည်ကျန်းကွန်ရှုကပြောပါတယ်လို့သိရပါတယ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအောင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။